အားလုံးပဲမင်္ဂလာပါရှင်ကျွန်မရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အပတ်စဉ်ကျွန်မတနင်္ဂနွေနေ့တိုင်းကျွန်မရဲ့ YouTube channel လေးရနေပြီးတော့ကျွန်မရေးသားထားတဲ့စာဝါလေးတွေအစေးလေးတွေကျွန်မရဲ့စာမူလေ့လာလေးတွေကို အပြနေတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့ဒီအစီအစဉ်ထဲမှာမှကျွန်မက Grace Under Pressure ဆိုတဲ့ကျွန်မရေးထားတဲ့ဆောင်းပါအပုပ်40ရာနေပြီးတော့အဲကျွန်မဖတ်ချင်တဲ့ download ရရာလေးတွေကိုရွေးပြီးတော့ ဖတ်သွားတာပေါ့နော်ဒီတစ်ပတ်တင်းကနေကိုပြန်လဲရောက်ရှိလွတ်လာပါပြီ။အဲကျွန်မကအခုဒီအခုဖတ်ပြနေတဲ့ဒီ Grace Under Pressure ဆိုတဲ့ခေါင်းစဉ်အောက်ကနေပေါ့နော်ဖီးယားမြန်မာလွတ်မြောက်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ရေးခဲ့တဲ့အပုပ်40ကကျွန်မ2021 22ကာလတွေကရေးခဲ့တဲ့ဆောင်းပါးတွေပေါ့နော်။အဲဆောင်းပါးတွေကလည်းအဲကာလမှာရေးပေမဲ့ကျွန်မဒီမတိုင်ခင်ကာလတွေမှာအကျွန်မဟောပြောပွဲတွေသွားတဲ့တလျှောက်မှာပေါ့နော်။ကျွန်မစင်ပေါ်မှာအဲရတစာပေးနေတယ် ချိတ်ဆက်ပြီးတော့ကျမဟောပြောတဲ့ခါတွေမှာထည့်ပြီးဟောခဲ့တဲ့အကြောင်းအရာတွေကိုပဲကျမကဆောင်းပါးဖြစ်ပြန်ရေးတာပါ။ဒါကြောင့်ဒီနေ့ဖတ်ပြမယ့်အကြောင်းအရာလေးကယဉ်ကျေးမှုခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျမဖတ်ပြမှာပါ။အဲ့တော့ဒီဆောင်းပါးလေးကိုကျမရေးတာက2022ခုနှစ်ဒီဇင်ဘာ31ကရေးရဆိုတော့ကျမက2023နှစ်ဦးမရောက်ခင်မှာကျမကကြိုပြီးရေးထားတဲ့အပုပ်လေးပေါ့နော်။အဲ့ဒါလေးကိုဖတ်ပြခင်း ဒီထက်မှကျွန်မကဘဘဥတုခရဲ့မြို့သူဆိုတဲ့ဝတ္ထုတပုတ်လေးကိုကျွန်မကကိုကားပြီးစင်ပေါ်မှာလဲဟောတယ်အဲ့တော့ဒီဆောင်မထဲမှာလဲကျွန်မကိုကားပြီးရေးတယ်ကိုကားပြီးရေးတယ်ဆိုတာဘဘဥတုခရဲ့ဒီဝတ္ထုတပုတ်လုံးကိုကျွန်မကဟိုပြန်ပြီးဖတ်ပြတာဟုတ်ဖဲနဲ့စင်ပေါ်မှာဟောသူလိုပဲအဲ့ထက်အချက်လက်အချို့ပဲကျွန်မကကောက်လုပ်ပြီးဖတ်ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်မဒီနေ့ဖတ်ပြမယ်ရင်ကျင်းမှုချင်းဆိုတဲ့အကြောင်းအရာလေးကိုနားထောင်လိုက်ကြရအောင်နော် ယဉ်ကျေးမှုခြင်းလူယဉ်ကျေးဆိုတဲ့စကားလုံးကိုကိုယ်အပါဝင် လူအများစုက လေးစားခုန်မင်တတ်ကြပါတယ်။ဒိုင်းနာနဲ့ယဉ်ကျေးတာဘယ်အရာကပိုကောင်းလဲလို့မေးစရာမလိုအောင်ယဉ်ကျေးခြင်းဟာလူရာဝင်လာပါတယ်။ဒါကြောင့်မဲတပတ်ခစ်မှာကိုယ်အမူအရာနှုတ်အမူအရာယဉ်ကျေးတိမ်ဝင်နည်းတွေအပြင်မိစုံစားပွဲတွေမှာဇုံခရင်ကိုင်နည်းတို့လက်တုပ်ပွားနေရာခြာနည်းတို့သင်ကြားပေးတဲ့သင်တန်းတွေတောင်ရှိလာပါတယ်။အမူအရာယဉ်ကျေးခြင်းဟာ လူအရေးအသေး promotion တခုလို့လှုပ်ဆောင်လာကြပါတယ်။ဒါပေမဲ့ယဉ်ကျေးခြင်းကိုခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါယဉ်ကျေးသမှုတမင်ပြုထားခြင်းနဲ့အရှိုင်းအတိုင်းလေးယဉ်ကျေးနေခြင်းလို့ကိုတွေးလိုက်မိတယ်။ဒီနေရာမှာပပဥတုခရဲ့မြို့သူဝတ္ထုလေးကိုသွားတတိယမိပါတယ်။ရွာတီရွာရဲ့အပြူခေါင်းမနှင်းလူဆိုသူကသူ့ရွာသူတွေကိုသိယဉ်ကျေးစေခြင်းနဲ့အဖေဖြစ်သူကရွာကလေးရဲ့ဖဆပလာဥက္ကဋ္ဌဖြစ်ပြီးတော့ ိုတိုင်ကလည်းစတက်ပီတက်ပညာထက်နိုင်ငံရေးလဲဝါသနာပါသူ မြို့နယ်အသွားအလာအဆက်ဆံရှိသူမို့အမြင်ကျဲတယ်သင်တန်းတွေတက်ပြီးသူတိတမြတ်တက်တမြကိုရွာသူတွေကိုလည်းသိစေခြင်းတက်စေခြင်းလေခမီးအမျိုးသမီးသုံးဆောင်ပစ္စည်းတွေတယ်လာပေးတယ်ပုံပုံသုံးနည်းတွေကိုပြတ်တာတယ် fashion 20ခါသင်းလေးပါမကြံသင်ပေးတယ်မျိုးသူတွေရဲ့နှုတ်ဆက်ပုံဟာအလွန်နဝင်ချိုပြီးအသေးသေးအေးမြသွားကြအောင် အမူအရာတွေဟာလည်းယဉ်ကျေးသိမ့်မွေ့လာကြအောင် ဒါကြောင့်မင်းနူဟာလေယူလေသိမ်းမှမကြံအတူခိုးတိုက်တယ်လို့ထင်တယ်။တစ်ပြုံးနှစ်ခေါင်းလို့သုံးကိုလေးကိုယူလေးအတန်အသာဆုံးစူးစားပြောရှင်ရှင်ဆိုတာလေးကိုခက်ရှိရှိလေးဆွဲပြီးပြောညီနဲ့ငါအစားကိုနဲ့မင်းလို့ပြောအေတို့တော်တို့ကရိုင်းနေ၊ကွေတို့၊ကွာတို့နဲ့ပြောကြမယ်။စသဖြင့်ပေါ့မင်းမင်းတို့ဟာသူ့ရွာသူတွေကိုတင် जा ပေးတယ် ွားကရေချိုးစိတ်မှာရေချိုးကြရင်အချင်းချင်းရေစင်ကုန်မိတဲ့အခါကောင်မတည်ချင်းစုံမဘိုင်းတာမဆိုတဲ့အတုံးလုံးတွေဟာရိုင်းနေရန်ကုန်အင်းအားကံပေးမှာဆိုရင်ယူကလဲကွယ်ဖြည်းဖြည်းလုပ်ပါကိုတီမာရေတွေပေးကုန်မိဟာ sorry sorry darling excuse ကွာငိုမလို့အတန်တုံလေးနဲ့ဒီလိုချွဲပြောကြတာလို့မနင်းလို့ကသူ့ရွာသူတွေကိုပြင်ပေးတာပေါ့ကောင်မလို့ခေါ်တာရိုင်းနေအထင်သေးပြီးသားမိမသားဘွားကိုနှိမ့်ချရာရောက်တယ် ဝစားစင်မှုထုံးဖွဲ့မှုတွေကိုအမူအရာနဲ့တကွတဝူးတယောက်ချင်းစီကိုတင်ခိုင်းနေလိုက်လုံခိုင်းနေဒီလိုနဲ့မနင်းနုဟာရွာသူတွေရဲ့နိရှုတဆောင်ကြီးဖြစ်နေတာပေါ့တနေ့မှာတော့အဲ့လိုအစဉ်ပြေအသားကျနေချိန်မှာမနင်းနုတရားဟာရွှေမြို့တော်ကြီးကိုတင်တဲ့တစ်ခုတက်ဖို့ထွက်ခွာသွားလိုက်တာတစ်နှစ်ကြာသွားတယ်ရွာသူတွေကလည်းမျှော်ကြတာပေါ့တစ်နှစ်တောင်ကြာပြီဆိုတော့ထိုအခိုက်တစ်ညနေမှာမနင်းနုဟာတံမှန်လေးနဲ့ပြန်ရောက်လာတယ် ရေချိုးစိတ်မှာရေချိုးနေကြတဲ့ရွာသူတွေကလည်းငေးလို့ပေါ့ရေချိုးစိတ်လဲရောက်ကောမနှင်းသူဟာအင်ကြီးလုံးကြီးမလဲပဲနဲ့ရေထဲကိုခုန်ချလိုက်တယ်နှုတ်ကလည်းဟဲ့ကောင်မတွေလာကြရေကူးကြရအောင်လို့អော်လိုက်ကြတယ်မနှင်းသူစီကအစ်စ်အစမ်းရင်ကျင်းမှုစကလုံးတွေကိုစောင့်မျှော်နေကြတဲ့ရွာသူတွေကအံ့ဩတကြီးနဲ့ငေးကြငေးကြတာပေါ့ဒီတော့မနှင်းသူကဟေးရင်ကျင်းမှုဆိုတာစကားပြောချိုးကိုလေးကိုယူလိုက်တာမဟုတ်ဘူးတကယ်ဝန်တွင်စေတနာကသာ မေတ္တာကိုအထူးအဓိကထားရင်ယဉ်ကျေးမှုဖြစ်တာပဲအမင်းသုံးဆောင်ပြီးပြီပါလားလို့မြို့သူရဲ့စေတနာဟာဟေ့ရွှေရောက်ဖောက်ဖာသာစုတကွအမင်းစားသွားပါလားငါလခွီးဆိုတဲ့စကားလောက်စေတနာမရှိတာငါသိခဲ့ရပြီအစက်ကပြုံးစကားကယဉ်ကျေးနောက်ွယ်မှာတတ်ဖြတ်နေတာတွေမနာလို့ဝင်တိုတတ်ကြတယ်မိမာတွေအင်ပို့လိုင်စင်ရဖို့တတ်ဆိုင်ရာတွေစီတညာအိမ်နှညာအိမ်ချော့ကြရတာတွေ ငွေထုတ်ပေးနိုင်တဲ့စားဖတတိယတွေကိုခစားဖြော်ပြပေးနေတာတွေအမိဖြူတွေကိုပါအစ်စ်ထဲ့ပေးနေကြတာတွေအရက်ပါတီတွေကြတော့၆ပြက်ကင်းမိုးဘော်ကကြလာတယ်လို့မာလုတ်ပြခဲ့ဘူးတဲ့ရင်ကျင်းမှုတွေအတိုင်းလက်ကလေးကိုဆွဲခေါင်းလေးကိုညှိပြားရည်တုံထားတဲ့ပြားရည်တုတ်ထားတဲ့နှကန်းအပြုံးလေးနဲ့ဆက်ဆံနေကြတာဒါကြောင့်ငါကတော့ဝါရကူပြင်ချင်တယ်ဟက်ကောင်မခရာနဲ့မဆိုင်ဘူးဒူပေါ်အဝတ်တာနဲ့လည်းမဆိုင်ဘူးအဓိကကတော့ ီတီအော်တပတ်တရားနှစ်ပါးလို့ထင်တယ်။မင်းတို့ကပြောနေရင်ရွာအပြိုတယောက်ကရေကစားလိုက်တာ။တဲဆောက်ကောင်မှကောင်းကောင်းနားထောင်တာမဟုတ်ဘူး။ကမြင်လိုက်တာငါ့ကိုရေတွေစင်ကုန်ပြီလို့မင်းတို့ကထောင်အောင်လိုက်တယ်။ဘဘဥတုခဇလန်းဘဘဥတုခကဇလန်းအစုံတက်ကိုခက်ကြမ်းကြမ်းစကလုံးတွေတုံးပြီးရေးပြသွားတယ်။ဒါပေမဲ့စဖတ်သူတွေကတော့ရင်ကျင်းမှုအစ်စ်ကိုရလိုက်ကြတယ်။ရင်ကျင်းမှုဟာ လက်တွေ့စုပေါင်းလှုပ်ဆောင်နေကြတဲ့အလုပ်တွေမှာဆိုအိုသိတာတယ်။ပင်မနွမ်းနယ်မှုတွေအခက်ခဲတွေစိတ်ကြစရာတွေနဲ့ရင်ဆိုင်လာရတဲ့အခါမှာအချင်းချင်းချစ်စနိုးဆေးရီတိုင်းထွာပစ်လိုက်တာဟာအပြန်အလှန်ခွန်အားပေးခြင်းတစ်မျိုးပါပဲ။တနည်းပြောရရင် Wandering Wandering စေတနာကမေတ္တာကိုအဓိကထားလို့ရင်ကျင်းမှုဖြစ်တာပါပဲ။ထို့အတူပါပဲလူအများစုအတွက်အဖြစ်အမောက်လောက်ရက်တွေလူသားမဆန်တဲ့အပြုတ်အမှုအတွေးခေါ်ရင်းနဲ့ ြောဆိုလုတ်ကင်နေကြသူတွေလူတိုင်းဌာနေနဲ့လူမျိုးစုတွေကို အလုံးစုံပျက်စီးအောင်ဖျက်ဆီးနေကြသူတွေကိုအာမတန်လို့ဆဲရီတိုင်းထွာခြင်းကလည်းဒုက္ခရောက်နေသူအချင်းချင်းဖိမှခြင်းတစ်မျိုးပါပဲရင်ကျေးတယ်လို့မဆိုသာတော့လဲရိုင်းဆိုင်တယ်လို့တော့ဆွဆွဲပြောလို့မရပါဘူးခေစကားနဲ့ပြောရရင်တော့ရိုင်းဆိုင်နဲ့လောက်ရတဲ့အတွက်အမှုအရာ အပြုံးအစုံဟန်ပြချူတာခြင်းဟာရင်ကျေးမှုခြင်းထဲ့ခြင်းပါပဲ။ မရဲ့ရေးပေါ်စာရေးသူမောင်ငယ်တယောက်ပြောသလိုပါပဲဟန်တားတဲ့နဲ့လောက်ရက်အစိတ်တောက်ဖြစ်မဲ့နှုတ်ထွက်စကားတို့အတွက်အတန်ထုတ်ပြီးရိုင်းဆိုင်ဆဲရေးပေးမဲ့သူတွေရှိနေတာဟာကျေးဇူးတင်စရာပဲသူစကားကိုကိုဆက်တွေးကြည့်မိတယ်အားလုံးကဒီအကြောင်းအရာတွေကိုရင်ကျေးပြီးအတန်တိတ်လိုက်ကြရင်ဒါတွေအားလုံးဟာလက်ခံတဲ့အမှန်တရားဖြစ်ကုန်ကြမှာပဲကိုကတော့ဒီလိုဖြစ်ရတဲ့အတွက်ကိုမရမ်းရဲရင်တော့မှပဲ ရင်ကျေးပြနေလို့မတင်ဘူးထင်လာပဲမနင်းလူစက္ကာငါပြောရရင်တော့တဲတောက်တောက်မှကောင်းကောင်းနားထောင်တာမဟုတ်ဘူးပေါ့ဒီတော့နှစ်သက်မင်္ဂလာမှာကိုတို့အရင်အတိုင်းလေးပဲရင်ကျေးချပါစို့ဒါလေးကကျမဒီနေ့ဖပြတယ်ရင်ကျေးမှုချင်းဆိုတဲ့ဆောင်းပါးလေးဖြစ်ပါတယ်ဒီထဲမှာကျမကအဆုံးတက်လေးကိုအရင်အတိုင်းလေးပဲရင်ကျေးချပါစို့လို့တုံတုံထားတယ်အဲတချို့ရဲ့ ရဲ့ယဉ်ကျေးမှုလို့တုံးတုံးလို့မြင်ရပါမယ်တချို့ရဲ့ရိုင်းဆိုင်ဖြစ်တဲ့စကားလုံးတွေဟာယဉ်ကျေးခြင်းဆိုတဲ့ဝင်တွင်ရလာတဲ့မေတ္တာတရားကိုအခြေခံတဲ့ထင်တာကြောင့်အရင်တိုင်းရင်ယဉ်ကျေးကြပါဆိုတဲ့စကားလေးနဲ့အဆုံးသတ်ထားတာပါ2020နှစ်ကရေးတာ2023အကျိုးအတွက်နှစ်သက်မှာလို့ကျွန်မထည့်သွင်းလိုက်တာအဲ့တော့ကျွန်မဒီတစ်ပတ်ဖပြတဲ့အစီအစဉ်လေးကတော့ဒီမှာပြီးဆုံးပါပြီနောက်ထောင်ပေးကြတဲ့အပတ်စဉ်စောင့်မျှော်နောက်ထောင်ပေးကြတဲ့အဲကျွန်မရဲ့ ဆက်ဖက်နာထောင်ပေးတဲ့မိတ်ဆွေများကိုကျေးဇူးတင်ပါတယ်။ဒီတဲ့ပို့ပြီးကျေးဇူးတင်ရရင်ကျမရဲ့ YouTube channel လေးကို like and share and subscribe လုပ်ပေးခြင်းဖြင့်လည်းအပေးချပါအောင်လို့ပြောချင်ပါတယ်။နောက်တစ်ဖက်တင်မှာဒီအကြောင်းအရာကိုဆက်ပြီးဖတ်ပေးမယ်ဆိုတာစောင့်မျှကြည့်ရှုကြပါလို့အပင်အားလုံးကိုကျေးဇူးတင်ပါတယ်။